မင်္ဂလာပါရှင်။မွေတောက်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။တမ်ဘရော်စေချောင်းတွေဟာရှမ်းပြည်နယ်မြောက်ပိုင်းရှိကြောင်မဲမြို့ကိုအော်တိုဘာ၁ရက်နေ့မှာမိုးရဲရေထဲမှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့မြောက်ရီသတင်းဌာနကလည်းတမ်ဘရော်စေချောင်းတွေကကြောင်မဲမြို့ကိုပြန်လည်သိမ်းပိုက်နိုင်မှုကိုအခုလိုမျိုးဖော်ပြထားပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင်။ ပြည်သက်ကြီးတမရဆဲကျောင်းတွေကအော်တိုဘာလတရရက်နေ့မှာကြောင်မဲမြို့ကိုအောင်မြင်စွာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်နိုင်ငံတော်အလံတွေပြန်လည်လွှင့်တင်တာတွေကိုလည်းအခုလိုမျိုးတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါအပြင်ကြောင်မဲမြို့ကန်တွေဟာမြို့အတွင်းကနေတအောင်အကျန်းဖက်လက်နက်ကိုင်အဖွဲ့တရရက်နန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့တဲ့တမရဆဲကျောင်းတွေကိုလည်းအခုလိုမျိုးဝမ်းသာပျော်ရွှင်စွာနဲ့ တောင်းတောင်းဖြားဖြားကြိုးစိုးဓာရီလှုပ်ဆောင်ခဲ့ခြင်းကိုအခုလိုမျိုးတွေးမြင်ရမှာဖြစ်ပါတယ်ရှင် TNL အကြံဖတ်တောင်းချမ်းသူဖွဲ့နေဖြင့်2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်နဲ့2023ခုနှစ်အော်တိုဘာလ29ရက်နေ့မှာစတင်ခဲ့တဲ့ရန်ပိနယ်မြောက်ပိုင်းဒေသတိုက်ပွဲစဉ်များရဲ့နောက်ဆက်တွဲအခြေအနေများကိုအခွင့်အကောင်းယူပြီးအစိုးရအုပ်ချုပ်မှုရန်တရာပြပြားစီရင်နဲ့၎င်းတို့ရဲ့ပလောင်ပြည်နယ်ရရှိရေးစိတ်ကူးရင်အိမ်မက်ကိုအကောင့်ထဲပေါ်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့်ရယူခြင်းမရှိဘဲလက်နက်ကန်အကြမ်းဖက်လမ်းစဉ်ဖြင့်ရယူရန်အတွက် EU အဖွဲ့အစည်းရဲ့အကူအညီများရယူပြီး PDF အမိခံအကြမ်းဖက်တောင်းကျမ်းသူများကိုရှေ့ကတက်ဖြစ်အုံချပြီးရှမ်းပြည်နယ်မြောက်ပိုင်းတွင်မှကြောက်မဲမျိုးနဲ့နောင်ချုံမျိုးအပါအဝင်မြို့ရွာအချို့ကိုခေတ္တအဆုံးမထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်တမတော်အနေနဲ့ TNL အဖွဲ့နဲ့ DBN လေး PDF အမိကအကြမ်းဖက်တောင်းကျမ်းသူများခေတ္တဆုံးမထားတဲ့မြို့ရွာများကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်မှုချေမှုမှုစစ်ဆင်ရေး counter terrorism operation ကိုစောင့်ရွက်ခဲ့ရာနောက်ကြုံမျိုးကို2025ခုနှစ်ဇူလိုင်လ16ရက်နေ့တွင်ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးအဆိုပါဒေသမှာကောင်စီစီစဉ်မှုအတွက်အဓိကအရေးပါတဲ့ပြည်တော်စုလမ်းမကြီးဖြစ်တဲ့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးပေါ်ရှိအဓိကလမ်းပိုင်းဖြစ်တဲ့နောက်ကျိုးကြောင်းမဲလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်နိုင်ရေးလိုအပ်တဲ့နေပြည်တော်ရှင်းလင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ဆိုပါလမ်းကြောင်းမှာဆေးပြူဟာအရာအဓိကအရေးပါတဲ့ကုတ်တွင်တတာ နောင်ပြည့်ကြီးရွာကញင်ကုန်းကြီးရွာဇီးပင်ကြီးကြီးရွာနဲ့နောင်ပင်ကြီးရွာတို့ကိုပထမအဆင့်ထိန်းချုပ်နိုင်ရေးမြေပြင်နေထိုင်ရာအခက်အခဲအတားအဆီးများစွာရှိတဲ့ကုတ်တွင်တတာကုတ်ထိတ်မီရထားလန်တတာနဲ့ ရှုခင်းသာပါဝင်ပထမဆင့်ထိန်းချုပ်ရမယ့်အရေးကြီးနေရာများကို TNN နဲ့မဟာမိတ်များမမျှော်လင့်တဲ့လမ်းကြောင်းမှာချင်းကပ်ထိုးဖောက်ပြီးဩဂုတ်လ29ရက်နေ့မှာပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆလဘီတမရိုစေချောင်းများဟာရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်မျိုးတော်ကြီးတစ်ခုဖြစ်တဲ့ကြောင်မဲမျိုးကိုအမြန်ဆုံးသိမ်းပိုက်ရရှိရင်းနဲ့နောင်ချိုကြောင်မဲလမ်းပိုင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး TNL နဲ့ DBNL PDF အမေကန်ဘူပေါင်းအကြံဖက်တောင်းကျမ်းသူများကိုတိုက်ခိုက်ချင်းမုန်းနိုင်ရေးအတွက်လိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီးစက်တင်ဘာလ9ရက်နေ့မှစပြီးအကြံဖက်ချင်းမုန်းမှုစစ်ဆေးရေးဖြင့်မြေပြင်ဝင်ဟင်ပေါင်းစပ်ညှိနှိုင်းပြီးစစ်ကြောများခွဲကတံပြန်တိုက်စစ်များဖြင့်အစင်းစင်ထိုးပေါက်တိုက်ခိုက်ချင်းမုန်းဆောင်ရွက်ခဲ့ရာ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့တွင်မန်ကုတ်ကြီးရွာ က်တင်ဘာလ12ရက်နေ့တွင်ပါပုတ်ကြီးရွာစက်တင်ဘာလ13ရက်နေ့တွင်ခေလောင်ကြီးရွာစက်တင်ဘာလ15ရက်နေ့တွင်ပန်းမလွတ်ကြီးရွာစက်တင်ဘာလ19ရက်နေ့တွင်ပိတက်ကြီးရွာနှင့်ပန်တီကြီးရွာ စက်တင်ဘာလ16ရက်နေ့တွင် ကောင်းမှုလိန်ကြေးရွာစက်တင်ဘာလ19ရက်နေ့တွင်မန်ပန်ကြေးရွာစက်တင်ဘာလ20ရက်နေ့တွင် point 1212တောင်ကုန်ခိုက်တုံဟုံကြေးရွာနှင့် ကုန်းကော်ကြေးရွာစက်တင်ဘာလ21ရက်နေ့မှာတောင်စလိတ်ကြေးရွာတောင်ပိုင်းတောင်စလိတ်ကြေးရွာမြောက်ပိုင်း စက်တင်ဘာလ20ရက်နေ့မှာနားအိုက်ခံကြီးရွာစက်တင်ဘာလ25ရက်နေ့မှာမြေခွင်းကြီးရွာနဲ့နားချောင်းကြီးရွာစက်တင်ဘာလ29ရက်နေ့မှာခန်းစာကြီးရွာနဲ့မဲလယ်ကြီးရွာစက်တင်ဘာလ29ရက်နေ့မှာပင်တီကြီးရွာစကန်းသာကြီးရွာလုံဝဲကြီးရွာနန်းဟူးကြီးရွာ ပေါ့အန်လေးကျွော်နဲ့ပေါ့အန်ကြီးကျွော်စက်တင်ဘာလ30ရက်နေ့မှာနှံစောကျွော်ခုံမောင်းကျွော်နဲ့ကောင်းအိုက်ကျွော်တို့နဲ့၎င်းကျွော်များအနီးတစ်ဝိုက်ရှိရန်သူစခန်းကုန်းများကိုအစင်းစင်ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးဒီကနေ့အော်တိုဘာလ1ရက်နေ့ညနေ4နာရီခန့်မှာအကျန်းဖတ်တောင်းကျန်းသူများခိတ္တထိန်ချုပ်ပြီး နယ်မြေခံတိုင်းရင်းသားများပေါ်မတရားဖိနှိပ်ချုပ်ကြဲထားတဲ့ကြောင်မဲမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်၎င်းတို့ရဲ့ပလောင်ပြည်နယ်ရရှိရေးစိတ်ကူးရဲ့အိမ်မက်များမှာပါဝင်တဲ့မြို့ရွာများကိုတက်မတော်စေချောင်းများကတမျိုးပြီးတမျိုးပြန်လည်ထိန်းချုပ်ပြီး၎င်းတို့ရဲ့စိတ်ကူးရဲ့အိမ်မက်များကိုတခုပြီးတခုရိုက်ချိုးနိုင်ခဲ့ကကြောင်မဲနောင်ကျိုးပြုံးနေပြည်တော်စုကားလမ်းပိုင်းကိုပြန်လည်ဆုံးမထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီလိုအစဉ်အဆက်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာစစ်စင်ကာလ22ရက်ကာလအတွင်းအကြမ်းဖက်တောင်းကျမ်းသူများနဲ့တိုက်ပွဲကြီး36ကြိမ်ထိတွေ့မှုပေါင်း86ကြိမ်စုစုပေါင်း132ကြိမ်ဖြစ်ပွားခဲ့ပြီးရန်သူထံမှအလောင်း62လောင်းလက်နက်42လက်ခရရနဲ့ဆက်ဆက်ပစ္စည်းများတိမ့်ပိုင်ရရှိခဲ့ပြီးတမတော်မှအရာရှိစစ်တီအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ် TNL TBL နဲ့ PDF အမြင့်ကအကျံပတ်လက်နက်ကင်တောင်းကျမ်းသူများအနေနဲ့ကြောင်မဲမျိုးမှထောက်ခွာ ဆုတ်ခွာထပြေးစဉ်ကြောင်မဲမြို့မှရဲစခန်း EBC Station ခရိုင်တတော်ယုံခရိုင်ထွေထွေအုပ်ချုပ်ရေးမှုယုံမိသက်ဦးစီဌာနအဆောက်အုံစာတင်ကြောင်များဘာသာရေးဆိုင်ရာအဆောက်အုံများကိုရုံမှရိုင်းဆိုင်စွာဖြင့်အတိတရားကင်းမဲ့စွာဖြင့်မိရှုဖြစ်စည်းခဲ့တဲ့ပြင်ခိတ္တထိန်ချုပ်စဉ်ကာလအတွင်းမြို့ရွာများအတွင်းရှိဌာနဆိုင်ရာအဆောက်အုံများဈေးရုံများနဲ့လူနေအိမ်များမှာဘန်ကာများဆောက်လုပ်ပြီးတက်မတော်စေချောင်းများကိုပြစ်ခတ်တိုက်ခိုက်ခြင်း ဒေသခံပြည်သူများရဲ့အိုးအိမ်များကိုခံစက်တတိုင်းဖြင့်အကာအကွယ်ရယူပြီးပြစ်ခတ်တိုက်ခိုက်ခြင်းများကိုလုံဆောင်ခဲ့တဲ့ပြင်ဒေသခံပြည်သူများနေအိမ်များနဲ့ဈေးဆိုင်ခန်းများကိုဖောက်ထွင်းပြီးတံဖိုးကြီးပစ္စည်းများစားသောက်ကုန်နဲ့အသုံးဆောင်ပစ္စည်းများကိုအာဓမယူဆောင်ခြင်းများလုံဆောင်ခဲ့တဲ့အတွက်ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့ကလည်းအဆိုပါအကြမ်းဖက်တောင်းကျမ်းသူများပေါ်လွန်စွာဆက်ဆုပ်ယွန်ရှာမုန်တီချင်းနဲ့တူကလေးတငယ်များတက်ကြီးရွယ်များပါဝင်ဒေသခံပြည်သူများဟာ ဇင်းရဲမှုဘေးဒုက္ခကြီးစွာဖြင့်နှီးဆက်ရမြို့ရွာများရှိဆွေမျိုးများ၏နေအများယာယီနေရဆွန့်ခွာစခန်းများကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ အလားတူအကျမ်းဖတ်တောင်းကျမ်းသူများဟာတံပရောစေချောင်းများနဲ့တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း2025ခုနှစ်ဇူလိုင်လ13ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင် နောင်ကြုံမြို့နယ်ပိုင်းမန္တလေးလာရှိုးမှုစေပြည်တော်စုလမ်းမကြီးမိုင်တိုင်အမှတ်88မိုင်၂ဖာလုံးနဲ့၃ဖာလုံးအတွင်းတည်ရှိတဲ့တံတားအမှတ်ကိုမြင်းဆောင်84တန်ကိုကိုရစ်တံတားကို၎င်း2025ခုနှစ်ဇူလိုင်လ19ရက်နေ့မှာ ကုတ်တွင်းတရားအသည့်နဲ့အောင်းနေရနှစ်ခုကိုဒုတိယအကြိမ်မြောက်ဖြစ်၎င်း2025ခုနှစ်ဩဂုတ်လ24ရက်နေ့မှာမြန်မာနိုင်ငံရဲ့အထင်ကရအမှတ်သားနဲ့ကဘာကျော်ရှေးရောင်မြေထာလန်တရားတစဉ်ဖြစ်တဲ့ကုတ်ထိတ်တရားကြောင်မဲမျိုးဘက်အချံကို၎င်းရုံမာရိုင်းဆိုင်စွာ မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနဲ့နောက်ကျိုးကြောင်မဲလမ်းကြောင်းတစ်လျှောက်မှာလမ်းဘန်းဆက်သွယ်ရေးများခက်ခဲဖြစ်စဉ်အတွက်အတားအဆီးများပြုလုပ်ပြီးလမ်းများဖိတ်ဆို့ထားခြင်းတို့ကိုလုံဆောင်ခဲ့ကြပါသည်။ ဒါကြောင့်တမတော်စစ်ကြောင်းများကလမ်းကြောင်းတစ်လျှောက်ရှိအတားအဆီးနေရာများကိုလူအင်အားဆက်ရန်တရားများအသုံးပြုပြီးဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများနဲ့ဂုတ်တန်းတရားကိုအများပြည်သူပြန်လည်အသုံးပြုနိုင်ရေးပို့ဆောင်ဆက်သွယ်မှုအစဉ်ပြေချောမွေ့စေတို့အတွက်တမတော်မှစစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကယာယီတန်ပေါင်းဘေးလီတရားထိုးခြင်းလုပ်ငန်းများကို2025ခုနှစ်ဩဂုတ်လ29ရက်နေ့မှစပြီးနေညာမပြတ်ဂျိုးပန်းဆောင်ရွက်ခဲ့မှုကြောင့် အကြမ်းဖက်တောင်းချမ်းသူများစင်ဂျင်တုံတရားမဲ့စွာမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ကုတ်တွင်းတံတားနေရာမှာ အခုကအလျားပေ150တံတားအကျယ်16ပေရှိတန်ပေါင်ပေလီမျိုးစားတံတားတစ်ကြီးကိုစက်တင်ဘာလ12ရက်နေ့မှာတီဆောက်ပြီးစီးခဲ့ပြီဖြစ်တဲ့အတွက်တက်မတော်စစ်ကြောင်းများကအဆိုပါကြောင်းမဲနောင်ချူပြင်းဦးတွင်ပြည်တော်စုလမ်းမကြီးတလျှောက်ဒေသခံခရီးသွားပြည်သူများနဲ့မော်တော်ယာဉ်များစိတ်အေးချမ်းသာစွာ ုံမှန်အတိုင်းပြန်လည်သွားရနိုင်ရေးလိုအပ်တဲ့နေမြေလုံခြုံရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိသလိုကမ္ဘာသမိုင်းဝင်ဂုတ်ထိပ်မီယာဌာနတရားပြည်စည်းမှုအပိုင်းကိုလည်းလုံခြုံရေးတပ်ဖွဲ့ဝင်များအကူအညီနဲ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများကလည်းနေမအားညာမနာပြုပြင်လျက်ရှိရာအခုက59တသမ100ခန့်လုံးပြည်စည်းနေပြီဖြစ်ကြောင်းသိရှိရပါသည်။ အခုလိုနောင်ချုံမြို့မှ33ကီလိုမီတာกว่าရှိကြောင်မဲမြို့ကို22ရက်ကျော်ကာလအတွင်းတပ်မတော်စစ်ကြောင်းများကပြန်လည်သိမ်းပိုက်နိုင်ရခြင်းမှာအကြမ်းဖက်တောင်းကျမ်းသူများရဲ့လူမဆန်သောလုပ်ရများအဓမ္မနိုင်တဲ့စီနင်းပြုမှုများနဲ့လူမျိုးရေးခွဲခြားမှုပုံစံများပေါ်ရွန်ရှာအနှလုံးနာနေကြတဲ့ဒေသခံလူငယ်လူလက်နဲ့လူကြီးပိုင်းပါဝင် ပြည်သူလူထုတရက်လုံးကအကြမ်းဖက်တောင်းကျမ်းသူများရဲ့လှုပ်ရှားမှုနဲ့တင်းနေရများကို နောင်ကျုံမြို့တိမ့်ပိုက်ပြီးနောက်ပိုင်းမှစပြီးတက်မတော်စေချောင်းများပေါ်အာကိုကြီးစွာဖြင့်အချိန်နဲ့တပြေးညီတရင်ပေးဖို့မှုပေါ်တက်မတော်စေချောင်းများကလည်းပြည်သူသားအမိပြည်သူသားအဖခံယူချက်တိုင်းဒေသခံပြည်သူများပေါ်မိမိတို့ရဲ့အမိဖဆွေမျိုးများလိုတသားတည်းထင်ဟပ်ပြီး အကြံဘတ်တောင်းချမ်းသူများရဲ့ဒုက္ခဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်စေရေးရဲတုံးရဲမြဲတုံးမြဲဖြင့်ရင်ကုန်မြေကတော့လုပ်ပြီးတုံးတိုင်တိုက်ကြားကြိုက်ကြိုက်စိတ်တဲ့နဲ့ လေခွက်ကြီးကြံအလံမလဲစိတ်တက်တို့ဖြင့်တိုက်လို့ခိုက်လို့စိတ်ပြင်းပြစွာတိုက်ပွဲဝင်ခဲ့ပြီးရမ်းမီနယ်မြောက်ပိုင်းခရိုင်မြို့တော်ကြီးတစ်ခုဖြစ်တဲ့ကြောင်မဲမြို့ကိုအမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်အခုလိုကြောင်မဲမြို့ကိုဒီကနေ့မှတမ်မတော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ဒေသခံတိုင်းရင်းသားပြည်သူများကလည်းတမ်မတော်စစ်ကြောင်းများကိုအောင်တပြေများဗန်းကုန်းများဖြင့်ဝမ်းသာအားရတောင်းတဖြဖြကြိုးဆိုကြပါတယ် တပ်မတော်စစ်ကြောင်းများအနေဖြင့်နောင်ကြုံမျိုးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးသလိုယာယီနေရဆုံးခွာနေကြရတဲ့ဒေသခံတိုင်းရင်းသားမိဘပြည်သူများနဲ့စီမျိုးများပြန်လည်ဝင်ရောက်ပြီးအေဂျင့်စွာလောက်ကိုင်းစားတောက်နေကြနိုင်ရင်အစိုးရအုပ်ချုပ်မှုရန်တမ်းများအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးအစိုးရဒေသတည်ငြိမ်အေဂျင့်ရေးတို့အတွက်အကြမ်းဖက်မှုချိန်မုံမှုစစ်ဆင်ရေး counter terrorism operation များကိုဒေသခံပြည်သူများနဲ့ပူးပေါင်းပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့သိရှိရတဲ့ပြင် အနာဂတ်ရဲ့ကောင်းဆောင်များဖြစ်လာတဲ့ရင်သွင်းငယ်သားသမီးများကလည်းဒီညာရင်တို့တောက်ယူနိုင်မယ့်အခွင့်အရေးများရရှိလာတော့မှာဖြစ်တယ်လို့ဒေသခံပြည်သူများနဲ့အသက်၈၈နှစ်ပြည့်ပြည့်သူများဟာလည်းမကြမီကျင်းပပြုလုပ်တော့မယ်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေပောက်ပွဲကြီးမှာအချိန်မီမဲပေးနိုင်တော့မယ်နိုင်ငံသားအခွင့်အရေးများကိုလည်းအပြည့်အဝခံစားကြရတော့မှာဖြစ်ပြီးအထူးပင်ဝမ်းမြောက်ကိုယုံနေကြကြောင်းရေပြင်းတည်ရင်ရရှိပါကြောင်းဖြင့် ကြောင်မဲမြို့ပြန်လည်တိုင်ပိုက်ထဲချုံနိုင်ခဲ့တဲ့အတင်းကိုတိုက်ပွဲဝင်ရှေ့တန်းရောက်တက်မလို့သားများနဲ့တူဂုံယူဝင်ကြောစွာဖြင့်ရာဝတီရုံမြင့်တန်ကြားမှတရေကောင်းတစ်ခုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ